အားလုံးပဲမင်္ဂလာပါခင်ဗျာနှုတ်ထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒေါ်ဖင်ပါအခုပြပြမှာကတော့ size ရအနမဆူမူရေးတာထားတဲ့အနာရှင်တွေအုတ်ချုပ်ခဲ့ကြသည့်ကာလတင်မောတာကျွန်တော်တို့ဘဝဆိုတဲ့အကြောင်းကိုပြပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာအနာရှင်တွေအုတ်ချုပ်ခဲ့ကြသည့်ကာလတင်မောတာကျွန်တော်တို့ဘဝမြန်မာနိုင်ငံမှာတင်မောတာခေတ်ဘယ်နှစ်ကစရဲဆိုတာကျွန်တော်တိတိကျကျမသိပါဘူး ကျွန်တော်နဲ့အတူ grid line တွေမှာတွဲခွဲကြသည်တင်မောသားဟောင်းကြီးတွေဖြစ်ကြသည်ဥမောင်စင်ဥမောင်ဟန်ဥစုပိုင်တို့ပြောပြလို့သိရတာကတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလတွင်မှာမြန်မာနိုင်ငံနဲ့ယူရိုပါနိုင်ငံအာရှနိုင်ငံတွေကိုပြည်ဆွနေခဲ့ကြသည် BB line အန်ဒါဆန် line တွေမှာ သူတို့အမှုထမ်းခဲ့ကြသည်ဟုဆိုပါသည်အိန္ဒိယနိုင်ငံသားတွေနဲ့အတူတင်မောလိုက်ခဲ့ကြရသည်တင်မောကပတိန်နဲ့အရာရှိတွေကမျက်နှာဖြူတွေဖြစ်သည် လာစာကို ရွှေနှင်းကားပြားတွေပေးသည်အိန္ဒိယနိုင်ငံသားကလားတွေကတလားကို ရွှေတင်းကားဆေပြားရသည်မြန်မာသင်္ဘောသားတွေကိုရှစ်ပြားပဲပေးသည်ရွှေရွှေတင်းကားတပြားကိုတမတ်သားရှိသည်ဟုဆိုသည်မြန်မာသင်္ဘောသားတွေတလားကို ရွှေနှစ်ချက်သားရကြသည် ရွှေတစ်ချက်ကို ရွှေတင်းရွှေသားငွေသားချင်းက16ချက်ပေးရတော့ဖြစ်သည် အတော်လာစာကောင်းသည့်ဖြစ်သည်အင်္ဂလိပ်ပိုင်း BB line အင်တာစင်လိုင်းတွေဖြုတ်ချဖြုတ်ချင်သည့်အတွက်မြန်မာပိုင်းအောင်မင်္ဂလာလိုင်းကိုတည်ထွင်သည်အောင်သစ္စာ အောင်မြင့်တာတင်မောတွေဖြင့်စတင်ပြီးဆွဲသည်1962ခုနှစ်မှာဒေါ်လင်းကောင်စီတက်သည့်အချိန်ထိရှိနေခဲ့သည်ဟုဆိုပါသည်1964ခုနှစ်မှာပြည်သူပိုင်းတိမ့်ပြီးကျင်းကားပွင့်လိုင်းဖြစ်လာသည့်အထိသူတို့အမှုထမ်းခဲ့ကြသည် ကျွန်တော်တို့တင်မောဆက်လိုက်သည့်ကာလဖြစ်သည့်1980ခုနှစ်ဝင်းချင်ကာလတွေမှာတော့သူတို့ဒီချက်ငါးဘွင်းမှာထွက်ကြပြီးနိုင်ငံခြားတင်မောလိုင်းတွေထွက်လာထွက်လိုက်ခဲ့ကြတာဖြစ်သည်ကျွန်တော်တို့တင်မောဆက်လိုက်သည့်ကာလသည်မြန်မာနိုင်ငံကိုဆင့်အာနာရှင်တက်ဖြစ်လဲမြမဆိုရှယ်လင်းလန်းစင်ပါတီအုပ်ချုပ်နေသည့်ကာလဖြစ်သည် အာနာရှင်၏ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရကောင်စီကော်မတီစသည့်အောက်ခြေအဖွဲ့အစည်းတွေဌာနအသီးသီးမှဖွဲ့ထားသည် လောက်ခအလွန်ဈေးပေါ်သည့်မြမသင်္ဘောသားတွေကိုအလောက်ခန့်ချင်လို့လာကြသည့်နိုင်ငံခြားသင်္ဘောကုမ္ပဏီတွေကကိုယ်စလဲတွေသည်မြန်မာနိုင်ငံကိုလာပြီးသင်္ဘောသားအလောက်ကန်ကြီးချဲ့ရေးယုံနှင့်ဆက်သွယ်ရသည်အဲ့ဒီပုံကိုလိုချင်သည့်သင်္ဘောသားအစစ်နှင့်အရေးအတွက်ကိုရုံးရှိကသင်ဘုံမှရေးပြီးကထားသည်လူရွေးချယ်မိနေမှာသင်္ဘောသားတွေကအရွေးချယ်ခံရန်သင်္ဘောသားယုံကိုတွားကြရသည်ယုံကပန်းစူရန်လမ်းမှာရှိသည့်အတွက်ဘူတထောင်မြို့နယ် လုတ်သားကောင်စီကကိုယ်စားလှယ်ကရွေးချယ်ရေးကော်မတီမှပါပါဝင်ရသည်နိုင်ငံသားကလာသည့်ဒီမိုကော်မတီကိုယ်စားလှယ်ပြောသည့်အင်္ဂလိပ်စကားတွေကိုတလုံးမှနားမလဲပဲဖိမ့်ပြီးဝင်ထိုင်နေသူဖြစ်သည်ဒီမိုသားယုံနေမနီမဝေးတနေရာမှာရုံးခန်းဖွင့်ပြီးယုံထိုင်နေသည့်အလုတ်ပွဲအလုတ်ပွဲစားယုံတယုံရှိသည်အဲ့ဒီယုံဤလွတ်ဝဲကျင်ညာချက်ကဒီမိုသားတွေကိုဆွဲဆောင်မှုရှိသည်ဒီနေ့ပြုလုပ်မိလူရွေးပွဲမှာအရွေးခံရဖို့အတွက် 3000ချက်ပေးထားမှာစစ်ချရမယ်။အရွေးမခံရပါကပတ်စံပြင်ပြီးမိ။အရွေးခံရခြင်းသူတင်မောသားဖြစ်ခြင်းသူတွေအဲ့ဒီယုံကနဲ့ကိုဝင်လိုက်ထွက်လိုက်လုပ်နေကြသည်။အဲ့ဒီယုံကမန်နေဂျာဆူသူဤစပွဲအန်ဆွဲထဲမှာပတ်စံတွေ အတော်များနေသည်။ညနေဆောင်လို့လူရွေးပွဲပြီးသည့်အခါအရွေးခံရသူကဂျေဆုတင်ချောင်းလာပြောသည်။အရွေးမခံရသူကဘလို့လဲလို့လာမိသည်။မန်နေဂျာဆူသူကမင်းနေမောင်းနေတိ့ဆောင်သည် ဒီလူတွေကွာတေးချာပြောထားရတာနဲ့ဘယ်လိုမျက်စိချော်သွားလဲမသိဘူး sorry ဗျာကြော်ခမပစ်စံပြန်ယူနောက်တစ်ခါတေးချာအောင်လုပ်ထားပြီမယ် sorry နော်တမောသားလောင်းလျာကအရွေးမခံရတော့လဲပေးထားသည့်ပစ်စံပြန်ရသည့်အတွက်ခြေနှက်သွားသည် အဖြစ်မှန်ကအဲ့ဒီမန်နေဂျာဆိုတဲ့ငနေကဘာမှမလုပ်အချောင်ဝါနေတာဖြစ်သည်တမောသားယုံကတကယ်ရွေးချယ်သူတွေနဲ့ဘာအဆက်အသွယ်မှမရှိတမောသားကိုကြိုက်လို့အရွေးခံရရင်သူရမည် အရွေးမခံရရင်ပတ်စံပြန်ပြီးသည်သူဒီလိုလှုပ်ရှားနေတာကိုရုံကတာဝန်ရှိသူတယောက်ကသိနေသည့်အတွေ့အဲလူကိုနှုတ်ပိတ်ခပေးထားပြီးဖြစ်သည်တင်မောတာအလုရပြီဆိုရင်လာစာစင်းနဲ့ပတ်သက်သည့်သဘောတူစာချုပ်နှမျိုးကိုလက်မှတ်ထိုးကြသည်တမျိုးကအမန်တကယ်ရမည်လာစာဖြစ်သည် နောက်တမျိုးကလာစာတွေအများကြီးရပါသည်လို့ကဘာအလုတ်သမားအဖွဲ့ကတင်မောပေါ်တက်ပြီးစစ်စစ်လင်းပြဖို့လိန်ထားသည့်လာစာစင်းရဲ့သဘောတူစာချုပ်ဖြစ်သည် နိုင်ငံတော်အစိုးရကလိန်နာကိုတင်မောသားကသဘောတူရသည့်စာချုပ်ဖြစ်သည်တင်မောသားကဘာမှမသိလက်မှတ်ထိုးဆိုရင်ထိုးလိုက်တော့သည် အလုပ်ရတာကိုပဲဝမ်းသာနေသည့်အချိန်ဖြစ်လို့ဘာစားမှမဖက်ပဲလက်မှတ်ထိုးခဲ့ကြသည်တင်မောသားတွေကိုနိုင်ငံသားကိုထွက်ခွာသွားတော်မည်ဆိုရင်သက်ဆိုင်ရာနိုင်ငံဤတန်ယုံမှာဗီဇာလျှောက်လင်းနိုင်ငံသားငွေပေးရမည်ဆိုလို့ဗီဇာမလျှောက်ဘဲထောက်ခံစာပြင်ဆင်လို့သည် ယခုလာတော်သူသည်တင်းဤနိုင်ငံတွင် စက္ကတ်ထားသောတင်မောရင်အမှုထမ်းရန်လာသူဖြစ်သည်မှာမှန်ကန်ကြောင်းအောက်တွင်ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်သည်ပြည်ဝင်ခွင့်ပြုပါပုံညွှန်ကြားမှုညွှန်ကြားမှုသည်စစ်တပ်ကဗိုလ်မှူးဖြစ်လို့သူကိုယ်သူနိုင်ငံတကာမှာလုတ်ပိုင်ခွင့်ရှိသူလို့ထင်ထားသူဖြစ်သည်နိုင်ငံတကာပြည်ဝင်ခွင့်ဥပဒေကိုနားမလည်သူဖြစ်သည်သက်ဆိုင်ရာနိုင်ငံကဒွေမှုအရာရှိသည့် သူ့စာကိုဖတ်ပြီးပခုံးတွန့်သည် ပြုံးသည် စာရွက်ကိုနှစ်ခေါက်ခေါက်သည် လေးခေါက်ဖြစ်အောင်ခေါက်သည် အရွယ်တော်ဖြစ်တော့မှ အလဲတက်တက်ကဆွဲထုတ်သည်အစိတ်စိတ်မမဖြစ်အောင်ဆုပ်ဖြဲပြီးအမိုက်ချင်းနဲ့ပြစ်ထည့်လိုက်တော်သည်တင်မသားလေးကိုကြည့်ပြီးချင်းချင်းပြောသည်ဟောဟိုအနားမှာဆုထိုင်နေချာအားလုံးကိုဖမ်းလိုက်ပြီအချုပ်ကားမလာမအချုပ်ကားမလာမချင်းအဲ့ဒီမှာပဲထိုင်နေညနေမိုးချုပ်တော့မှဒေသခံကိုတင်ဘောကိုစက် တင်မောကုမ္ပဏီ ਈ ကုစလဲရောက်လာပြီးတန်ငွေဆောင်ငါရွှေထုတ်သွားလို့ထောင်မကြဘဲတင်မောပေါ်ရောက်ခဲ့ချရာသည်ထိုခေတ်ကာလမှာတင်မောသားတွေကြုံရသည့်အတွေ့အကြုံတွေဖြစ်သည်တင်မောပေါ်ရောက်သွားပြီး3ရက်လောက်ကြာတော့တင်မောပေါ်မှာရှိနေသည့်မြန်မာတင်မောသားကလူတစ်တွေကိုတတိပေးသည်လေတန်တူတူပြပြောသည်အခုခမရတို့နဲ့အတူပါလာတဲ့တမကိုင်ကိုဘသူဘသူဟာစစ်ထောက်လိုင်းကြီးကရဲဘော်ပဲ။ ဦးတန့်အရေးခင်းတို့ကတက္ကသိုလ်ဝင်ထဲမှာတက္ကသိုလ်ကျောင်းသားအောင်ဆောင်ပြီးကျွန်တော်တို့ကိုဆွဲတာသူပဲအဲ့ဒီထိဖြစ်လာတော့သူများတော့မသိကျွန်တော်ကတော့အတော်ခံပြင်းသည်အဲ့ဒီတင်မောသားကိုစောင့်ကြည့်လေ့လာနေသည်သဘောကောင်းသည့်ရပ်ပေါ်စေရှိသည် ကျွန်တော်ကိုအတော်ခင်မလေးစားသည်ဒါပေမဲ့စစ်ထောက်လိုင်းရပ်ပေါ်လို့တိထားသည့်အတွက်နှိတ်ကွက်ချင်နေသည်တောင်အမေရိကန်နိုင်ငံတနိုင်ငံကနိုင်ကလပ်မှာတောက်ကြမှုကြပြောကြသည်သူကကျွန်တော်ကိုကူညီထိန်းပေးနေသည်ရေဖို့စိတ်ရှိတယ်ဆိုတာသိနေသည် ကျွန်တော်ကတမန်ချင်းနေမာတာလူကိုအာနာတက်တည်မူလာနေအာမနာတော့ပါအချုံးမပြေဘူးထင်လေချဲတော့တည်ကိုလူခမင်းကစစ်ထောက်လိုက်ရင်ဆိုတာဟုတ်သလားအခုမဟုတ်တော့ပါဘူးအကိုကြီးရဲ့အပြစ်ထုတ်ရပါပြီအေးစစ်စစ်နေမူမမင်ကြောက်ကကြီးတဲ့ကန့်ချပြစ်မှာတော့ကျွန်တော်တို့ခေတ်ကတင်မသားတွေရဲ့ဘဝတည်အဲ့ဒီအချက်တွေဖြတ်တန်းခဲ့ရသည်မဆလာအစိုးရ၏ထိပ်ပိုင်းခေါင်းဆောင်တို့၏တာတာသမက် မီတူရီနှင့်အတူတင်မောတစီတဲ့အတူနေရလို့အပြောဆိုဆင်ခြင်ခဲ့ကြရသည်တင်မောသားရိယာတီလာဆိုင်90ရာခိုင်နှုန်းကိုမြန်မာနိုင်ငံကိုပြန်ပို့ပေးရသည်နိုင်ငံတော်အစိုးရကတက်တော်လာကို6ကျပ်နှုန်းဖြင့်လေးပေးပြီးမိသားစုလာဆာဖြစ်ထုတ်ပေးသည်ကျွန်တော်လာဆာဒေါ်လာ900ရသည်450ကိုမြန်မာနိုင်ငံကိုပို့ပေးရသည်အစိုးရကကျွန်တော်ဇနီးကိုမြန်မာငွေ2000ရှာထုတ်ပေးသည်ဘာမှမပြောနိုင်တော့ချိန်နှက်ခဲ့ရသည် ကျန်တဲ့လစာတဝဲထဲကတုံစားပြီးအကြံကိုမြန်မာနိုင်ငံကိုယူတာနဲ့အတော်စရာရှုပ်သည် ပတ်စံတရွယ်ချင်းဤနံပါတ်တွေကိုရေးပြီးအကောက်ကွန်ဌာနကိုပြသည်အကောက်ကွန်ဌာနကမန်ကန်ချောင်းစာရွက်ပိုင်းလေးရဖို့အတွက် secret အရက်ပါတိတ်ထမင်းအင်ဂျီလိုချင်တာယူကြပါလို့ပေးရသေးသည်လူဝင်မှုကြီးချက်ရေးကိုလည်းမဖို့လို့ secret တထောင်ဂျော်နီဝေါ်ကာဝီစကီတလုံး gas မီချပါနဲ့ပေးရသည် ကျမရဲ့လုံခြုံရေးတို့ကလည်းကျွန်တော်တို့အတွက်ဘာမှမပါဘူးလားလို့မျက်နှာကျော်တင်းတင်းနဲ့မေးတော့တင်ရတော့ပေးရပြန်တယ်။နိုင်ငံသားငွေကိုဘာမှအပ်မည်ဆိုတော့ဖန်ဆာအုပ်ကိုဒေါ်လာ20နဲ့ဝယ်ရသည်။ငွေလက်ခံသူကဒေါ်လာတွေကိုရေတွက်သည့်အခါရင်ခုန်နေရသည်။တရားရန်တရွတ်တလီကိုဘေးဖယ်ပစ်ချလိုက်ပြီးဆိုရင်ဥကောင်းကိုမိုးချိုးပစ်တယ်လို့ခန်းစားသည်။အတူကြောင့်လက်မခံတာလား။ဟောင်းနန်းလိုလားတွေးပူနေရသည်။ဆရာဆန်အယုတ်ပါတီ90နဲ့တရွတ်လောက်ထိုးတင်ပေးလိုက်တော့မှ အားလုံးကိုလက်ခံသည်ဘဏ်ကထိန်းသိမ်းက3ဒေါ်လာဖြတ်တာကိုသဘောတူကြအောင်လက်မှတ်ထိုးပြရသည်ပြန်ထုတ်လင်ဒေါ်လာကိုမရတော့ဘဲမြန်မာငွေကိုသာယူပါမည်ဆိုတာကိုလည်းသဘောတူခဲ့ရသည်ဂျပန်နိုင်ငံကိုမတော်ကားဘူးပတ်စံလွှဲခြင်းလို့ဘဏ်ကိုတွားပြောသည့်အခါပတ်စံမရှိသေးပါဟုပြောသည်ကျွန်တော်အပ်ထားသည့်ပတ်စံတွေဘယ်ရောက်ကုန်လဲပြီးတော့မသိဘူးလို့ဖြေသည်မရှိသေးဘူးလို့ပြောသည်ရှိတဲ့အခါထုတ်ပြေးမည်ဟုမချေမငန်ဆက်ဆံတာခံခဲ့ရပူပါသည် ဆက်လက်ဖတ်ပြမှာကတော့ဆိုင်းဆရာနေဝင်းစောအမြအောင်ရေးသားထားတဲ့ Facebook ကဘာကြီးတဲကရုံထွက်ဖို့ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။နားဆင်ပြကြပါခင်ဗျာ။ Facebook ကဘာကြီးတဲကရုံထွက်ဖို့မနေ့မိုးလင်းအရာထမှာအရာနာမှာထားတဲ့ဖုန်းလေးကိုဖွင့်လိုက်ပြီး morning မှာမင်္ဂလာမနေ့နဲ့ခင်မအားလုံးပျော်ရွှင်ကြပါစေဆိုပြီး ဆူတောင်းနဲ့စပြီးတနေ့ကုန် Facebook ကိုဖွင့်ပြောစရာတွေဝန်ထဲစရာတွေကိုထိတွေ့နေကြတယ်။ဒီနေ့ကဘာပေါ်မှာရှိတယ်လူကြီးသုံးပုံတပုံလောက်သုံးနေတယ်။ Facebook ဆိုတာကြီးကိုစာရိုက်သူတွေသုံးနေကြတယ်။လေးလာတွေ့ရှိခြင်းများအရာယနေ့ကဘာမှာလူ9ယောက်ရှိရင်1ယောက်က Facebook ကိုသုံးကြတယ်လို့သိရပါတယ်။ Facebook သုံးသူတွေထဲမှာလူငယ်လူလတ်နဲ့လူကြီးဆိုပြီးအသက်အရွယ်အပိုင်းခြားအလိုက်သုံးနေကြတယ်။တချို့သတင်းဌာနတွေ၊ကုမ္ပဏီကြီးတွေ၊လုပ်ငန်းရှင်ကြီးတွေကလည်းသုံးကြတယ်။ ရာဟိတာသမားနိုင်ငံရေးသမားဆိုင်ဆရာစသည်ဖြင့်လူအမျိုးမျိုးပုံပုံကလည်းတုံကြတယ်ဘာသာရေးသမားတွေကလည်းဘာသာရေးပေါ့ကဗျာဆရာကလည်းကဗျာတွေရေးတင်တယ်ဆိုင်ဆရာကလည်းသူ့ခန်းစားချက်ကိုရေးတင်တယ်တည်င်းသမားကလည်းသူ့တည်င်းတွေကိုရေးထားပဲလူငယ်ပိုင်းတွေကလည်းအချင်းနဲ့ပတ်သက်တာတွေတင်ကြတာပေါ့အမျိုးကိုဆုံးလို့နောက်ဆုံးတော့တူရတူရဆုကြတာပါပဲဒီတန်တရားထဲမှာလဲနေချတော့တာပါပဲဆိုင်သူချဘူးတဲ့ပုံမြင်တစ်ပုဒ်ရှိပါတယ် နွားကြောင်သားတငယ်ချင်းတစ်ယောက်မှာတယောက်ကနေမကောင်းဖြစ်ပြီးတည်သွားတယ်တဲ့တည်သွားတဲ့နွားကြောင်သားကတညမှာတော့လူပြီးမှချင်ခဲ့တဲ့နွားကြောင်သားကိုအိမ်မက်လာပေးတယ်အိမ်မက်ထဲမှာတည်သွားတဲ့နွားကြောင်သားကသူကရွာဦးကြောင်အိမ်သာချင်းထဲမှာလောက်ဖြစ်နေတဲ့အကောင်ကြီးကြီးလောက်ကြီးကိုတွေ့ရင်မင်းလောက်လေးနဲ့ပြစ်ပေးပါတဲ့သူလောက်ဘွားကချူချင်လို့ပါတဲ့ဒါနဲ့လူပြီးကနွားကြောင်သားလဲရွာဦးကြောင်အိမ်သာချင်းသားမှာသွားဆောင်ပြီး အကြီးဆုံးလောက်ကိုပြေးဖို့စောင့်နေတာပေါ့အကြီးဆုံးလောက်ကြီးကပေါ်လာလိုက်လောက်လေးနဲ့ပြင်မဲ့လို့တော့အောက်ကိုပြေးငုပ်သွားလိုက်နဲ့ဘလို့မှလောက်လေးနဲ့ပြင်မရဘူးတဲ့ဒါနဲ့လူပြီကနွားကြောင်သားလဲစိတ်ပြက်ပြီးအင်ကိုပြင်လာခဲ့တယ်တဲ့ညဘက်လေရောက်ရောအိမ်မက်ထဲမှာလောက်ဘွားရောက်နေတဲ့နွားကြောင်သားနဲ့တွေ့ပါလေရောဒါနဲ့လူပြီကနွားကြောင်သားကမင်းကိုငါပြစ်ဖို့လာတာမင်းကဘာလို့ပုံနေတာလဲလို့မေးလိုက်တော့ငါလောက်ဘွားမှာပြောနေပြီတဲ့ ဒီပုံမြင်လေးကစာရေးသူတို့တွေနဲ့နည်းများခက်ဆင်းဆင်းတူနေသလားလို့ရွံစရာတော့ရွံစရာပါဒါပေမဲ့ပြရမယ့်ဥပမာဒီပုံမြင်ပဲရှိလို့ပါတနေ့တနေ့ Facebook လောကကြီးထဲမှာစိတ်ချနူလိုက်ဒေါသထွက်လိုက်ရီလိုက်ကြငိုလိုက်ကြနဲ့တခဲကိုအပြင်လောကမှာလုပ်နေတဲ့အလုပ်တွေကိုမိနေကြတယ်တငယ်ချင်းတယောက်က status တခုတင်လို့ကိုယ့်ရဲ့သဘောထားတိုက်ဆိုင်ရင် like or share ဝိုင်းလို့ကြတယ်ကိုနဲ့သဘောထားမတိုက်ဆိုင်ရင် comment ပေါင်းပါဝေဖန်လိုက်ကြ ကြားမကောင်းမြင်မကောင်းအောင်ဆဲလိုက်ကြဆိုလိုက်ကြနဲ့ဒါတွေကို Facebook ကဘာကြီးလို့တောင်တင်စားချင်ပါတယ် Facebook သုံးဆသူအများစုကတော့ဘိန်းစာဘိန်းဆွဲတယ်လို့ဆွေးနေကြတယ်အဲ့ရထားရင် morning လို့တင်တယ်လို့မနေ့စာကိုပဲပြုံးနဲ့ထမင်းချမ်းနဲ့စားစား coffee နဲ့အီချာကွေးနဲ့ပဲစားစားလက်ထက်ကဖုန်းလေးနဲ့တပ်ပုံရိုက်ပြီးတင်လိုက်တာပါပဲတခါတလေထမင်းစားနေတာကိုစားကြပါအောင်လားတို့ဘာလို့လဲတင်တာတွေရှိကြသေးတယ်ဒီလိုတွေတင်တာမထိခိုက်ပေမဲ့ဘီယာတောက်တာတို့အရေတောက်တာတို့ ထေတောက်တာတို့ကိုပါ Facebook ဆက်မျက်နှာပေါ်တင်လာကြတော့သူ့ရဲ့တောက်တုံးကလည်းသူကဘာအရေးတောက်တယ်ဆိုတာကိုကြွားထားတယ်။ငါလည်းကြာရင်လည်းကြွားလိုက်အောင်မယ်ဆိုပြီးသူတင်ငါတင်တဲ့လူငယ်တွေအတူယူမားဆရာတွေများဖြစ်လာတာလို့တွေးမိလာပါတယ်။တချို့ကလည်းဆောက်စာပေကိုချစ်မြတ်လို့တော့ Facebook မှာနာမည်ကြီးတဲ့ဆိုင်းဆရာတွေဆရာမတွေရဲ့စာတွေကိုသူတို့ရဲ့ page မှာဖတ်ကြတယ်။ကြပြာကြိုက်သူကလည်းကြပြာတွေနဲ့စီမြောက်ကြတာပေါ့။ ကာတွန်းလေးတွေရာလဲကြည့်ရှုသူကိုပျော်ရွှင်စေသလိုအတွေ့တချို့လည်းစမ်းသစ်စေပါတယ်။စိုင်းသူတို့တော်တော် Facebook ဆိုတာကဘာကြီးတစ်ခုလိုတောင်ဖြစ်နေပြီလေ။တကယ်ချင်းတော်တော်များများကလည်းသူတို့ဖျားဘူးသွားတာတို့အလဲပက်ခီးသွားတာတို့ကို Facebook ပေါ်မှာပုံနဲ့တင်ပေးကြတယ်။မရောက်ဘူးသေးတဲ့နေရာတွေကိုတွေ့ရတယ်။ကိုရောက်တယ်လို့ခံစားရတဲ့အတွက်လည်းခီးထွက်ခြင်းရဲ့အရသာနဲ့ထပ်တူခံစားရတယ်။နိုင်ငံခြားကတကယ်ချင်းကလည်းနိုင်ငံခြားကပုံတွေပို့ပေးတယ်။စိုင်းသူဘယ်နိုင်ငံကိုမှမရောက်ဘူးသူပို့ Facebook ပေါ်ကတငယ်ချင်းတွေရဲ့ကျေးဇူးကြောင့်နိုင်ငံတော်များများရဲ့ရှုခွင်းတွေနာမည်ကြီးအဆောက်အုံတွေကိုပုံတွေထဲမှာမြင်ရတဲ့အတွက် Facebook ဆိုတာကြီးကိုဆွဲလန်းနေတာပါတိုင်းနယ်တစ်ခုကဆရာဝန်တယောက်က Facebook ကိုအချိန်တိုင်းကြည့်နေတော့လူနာလာရင်တောင်ထမကြည့်တော့ပဲဆွဲလန်းနေလို့အရက်ကတိုင်လိုက်တာတခြားနေရာကို ပြောင်းသွားရတယ်လို့လဲကြားဦးတယ်ပညာတက်သူရောပညာမတက်သူရောဆွဲလန်းနေကြတာပါ Facebook ကဘာကြီးတဲ့မှာနေစင်နေကြမယ်ဆိုရင် နိုင်ငံကြီးတို့အတွက်ကိုနောက်နှစ်ပေါင်းများစွာနောက်ကျသွားနိုင်တယ်လို့ထင်မိပါတယ်။ဒီတော့ Facebook သုံးချင်းကိုတစ်ချိန်သတ်မှတ်ပြီးကိုယ့်ဘဝရဲ့တိုးတက်ရာတိုးတက်ချောင်းကိုယ့်ရဲ့အလုပ်တွေကိုအချိန်ပေးပြီးလှုပ်ဆောင်ကြရင် Facebook ကဘာကြီးတဲ့ကနေရုံထွက်လိုက်ကြရအောင်ဗျာ။ကျွန်တော်ဖတ်ပြရတဲ့ဒီဆောင်ပါလေးကတော့2016ခုနှစ်စံတော်ရီလ10ရက်နေ့ကထုတ်ထားတဲ့ဖက်ဒရယ်စံတော်ကနေဖတ်ပြတော်တာဖြစ်ပါတယ်။ အခုတော့ VPN ခံနေရလို့ Facebook လည်းတိတ်မချပြတော့ပါဆက်ဖက်ပြမှာကတော့ဆိုင်းစရာချိန်နိုင်ရေးသားထားတဲ့ဘာမတိဘိုချုပ်ကိုဖမ်းဖို့ကြံခဲ့တဲ့ကြံခဲ့တဲ့ဆိုတဲ့ဆောင်းပါးကိုဖက်ပြမှာဖြစ်ပါတယ်ဘာမတိဘိုချုပ်ကိုဖမ်းဖို့ကြံခဲ့တဲ့မြန်မာတပြည်လုံးဥသေးလိုက်လိုက်လေးစားချစ်ခင်ပြီးတံပိုးထားရုံမကဘိုချုပ်ကဒါလို့လမ်းညွှန်မဲ့ဆိုရင်မတွေ့မဝေးအသက်ကိုပြင်မမှုလောက်ကြပေးလိမ့်မည်ပြည်သူလူထု တိုင်းရင်းသားတွေပါအလုံးကချစ်ကြယုံမကမြင်လို့ရပါသည်ဗိုလ်ချုပ်ဒီကန်ဒီသဘောတူစာချုပ်အရာမြို့ချစ်ဗမာတက်မတော်သားများကိုအများရန်ဗမာတက်မတော်ထဲသို့စီယုံစူးစီးနိုင်ပြီးပြည်သူရဲဘော်အဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့၏ဗိုလ်ချုပ်ဤတက်မတော်အင်အားများလာသောအခါဗြိတိရှ်တို့ကစိုးရင်လာ၏ပြည်သူရဲဘော်တက်ဖွဲ့ကိုဗိုလ်ချုပ်ဤကပိုက်ဆောင်တက်ဟုဆွဆွဲကဖြိုခွဲဖို့ကြံစီကြိုးပမ်းလာ၏ ဗိုလ်ချုပ်ဤတက်မတော်အင်အားစုကလည်းမျိုးချစ်လူငယ်များမိမိဆန္ဒသဘောအရာဝင်ရောက်လာသဖြင့်ကြီးမားလာသလိုတချို့မလို့သူများကတက်တော်ကိုဗြိတိရှအောက်မှာဖွဲ့စည်းထားရပါမလားဟုဝေဖန်အပြစ်တင်ကြ၏ထိုအခါဗိုလ်ချုပ်ကအင်္ဂလိပ်လက်အောက်မှာဖွဲ့စည်းထားရသည့်ထားရတဲ့စစ်တပ်ကို အင်္ဂလိပ်လက်အောက်ခံမထားလို့ဘယ်မှာထားရမလဲဟုမိကွန်းဖြင့်ဖြေချခဲ့ပူ၏တက်မတော်ကိုအဖြတ်သိမ်းမခံနိုင် အင်္ဂလိပ်အောက်မှာပင်ထားရှိစေကမူ စစ်တပ်အဖြစ်တရှိရန်သာဗဒနာပြရာကြောင်းဖြစ်ခဲ့၏ပိုချိုဤတတိစိတ်တဲ့ယူသားဖြစ်စဉ်မှုနှင့်ဖြစ်သားချန်ခိုင်တိကျမှုဂုဏ်ရများမှာနေချက်ခေါင်းဆောင်ပိုင်းကပင် လေးစားချီးကျူးကြပါသည်ထိုစဉ်ကပိုချိုသည်အသက်ငယ်ငယ်နှင့်စွမ်းအားကြီးမသောမျိုးချစ်စိတ်တဲ့နှင့်မြမပြည်လွတ်လပ်ရေးကိုဦးဆောင်လျက်သူဖြစ်ဖြစ်ရာကမောင်စ်ဘက်တန်ကပိုချိုအားဒုတိယစစ်မင်းကြီးရာထူးနှင့် ပိုမှုချုပ်အဆင့်ကိုလက်ခံရန်ကမ်းလှမ်းခဲ့တော်လဲပိုချုပ်သည်ကမ်းလှမ်းချက်ကိုညှင်ပယ်ခဲ့၏ရှားဒူးအဆင့်နေရမဟုတ်လွတ်လပ်ရေးချိုးဖောက်မှုနှင့်အ내ချက်ဆန့်ကျင်ရေးလွတ်လပ်ရေးတိုက်ပွဲဝင်ရန်ဥဆောင်ရန်တာဝန်များကြောင့်ဖြစ်ပါသည်ပိုချုပ်ဖွဲ့စည်းထားသောပြည်သူ့ရဲဘော်တပ်ဖွဲ့သည်အင်အားကြီးမားလာသလိုတိုက်ပွဲအရှိန်အဟုန်ကလည်းပြင်းထန်လာပြီးဖြစ်၍အ내ချက်တို့ကဟန်တား၍မရနိုင်သည့်အခါမှာကောက်ကျစ်စိတ်နှင့်ပိုချုပ်ကိုဖမ်းဆီးရန်ကြံစီတော်၏ ဗိုလ်ချုပ်အားဆက်အတွင်းလူတက်မှုဟုအကြောင်းပြ၍ဖမ်းဆီးရန်1946ခုနှစ်မတ်လ28ရက်တွင်ရန်ကုန်အစိုးရအိမ်တော်မှဆွေးနွေးတိုင်ပင်ကြ၏မောင်စ်ပက်တန်ကဗိုလ်ချုပ်ဖမ်းရန်ကိစ္စအားပြင်းပြင်းထန်ထန်ကန့်ကွက်ပါ၏ဗြိတိရှ်အစိုးရထံကိုလည်းတန်ချိုးရိုက်၍သူ့သဘောထားအမိကို တင်ပြလိုက်၏ထိုစည်းဝေးမှာပင်မြန်မာနိုင်ငံဗြိတိရှ်တပ်များ၏ဒေနာပတိတမှုကြီးဗိုလ်ချုပ်ကြီး Bring နှင့်ဦးစီးအရာရှိများက ဘူချုပ်ကိုဖမ်းရန်အကျဉ်လက်မခံခဲ့ကြပေ။ဗြိတိရှားတို့သည်ဘူချုပ်၏အရှင်အဝါကိုကြောက်ရွံ့ကြ၏။တပြည်လုံးအလွာတီးတီးမှပြည်သူတရက်လုံးက ထောက်ခံမှုရရှိသောကြောင့်ဘူချုပ်ကိုလှန့်၍မဖမ်းရဲပါကြောင်းထင်ရှား၏။ဘူချုပ်ကိုဖမ်းမီကြံစီသည်ကိုတိနေပါတော့လဲလုံးဝမတုံလောက်ခဲ့။သူ့အပေါ်လူသက်မှုဖြစ်ဆွဆွဲခဲ့တော့လဲခယူမဆိုင်။ ထိုကိစ္စနှင့်ပတ်သက်၍1946ခုနှစ်ဧပြီလ12ရက်တောက်ချာနေထိုသတင်းစာချုပ်နယ်တွင်ပြုဝင်လင်းလင်းဖော်ထုတ်ရှင်းပြခဲ့၏ကျွန်ုပ်၏လက်ပြကလုံးဝတန်ရှင်းလျက်ရှိသည် ကျွန်ုပ်၏လက်ပြတည်းဟုသောကိုဆောင်နှင့်ရှိတွင်စစ်စေးကြီးကဖြေဆိုနိုင်ပါသည်ပုတ်ခတ်ဆွဆွဲသူများသည်မိမိတို့လက်ပြကိုဆောင်နှင့်တရားခုံတွင်အရင်စစ်စေးခံပြီးမှသူတပားကိုဆွဆွဲစီလိုသည်ဟု အကြံပေးခဲ့၏ ဒုတိယကမ္ဘာစစ်အပြီးဂျပန်များဆုတ်ခွာသွားခဲ့ပြီးဘူဂျုံအောင်ဆန်း၏မျိုးချစ်တက်မတော်ဤအောင်မြင်မှုနှင့်အရေးပါလာသောအခန်းကဏ္ဍကိုရွံ့ကြောက်ပြီးတေးတိမ်အောင်ဆောင်ရွက်ဖို့အတွက်ဘူဂျုံအောင်ဆန်းကိုဖမ်းဆီးရန်ထတ်မှန်ကြင်စီပါတော်သည်စစ်ကြီးပြီး၍မြန်မာပြည်အတွက်မြို့ပြအုပ်ချုပ်ရေးကာလတွင်ဘူဂျုံကိုထတ်မှန်ဖမ်းဆီးရန်ကြင်စီရာတွင်အကြံပေးသူမှထိုစဉ်ကမြို့ပြအုပ်ချုပ်ရေးအရာရှိ Major General Pias ဖြစ်ပါသည် သူကမေ1945ခုနှစ်မေလ9ရက်နေ့စွဲဖြင့်ဖန်စီရန်လိုအပ်ကြောင်းအရေးယူခွင့်ကိုစစ်တေနာပတိချုပ်မောင်စ်ဘက်တန်ထံတန်ချိုးဖြင့်ပေးပို့ခွင့်တောင်းခဲ့၏မောင်စ်ဘက်တန်က9ရက်9လ1945ခုနှစ်နေ့စွဲဖြင့်ပိုးချောင်အောင်ဆန်းကိုမြည်သည့်နီးနမြမဖမ်းရန်အကြောင်းပြခဲ့၏မောင်စ်ဘက်တန်သည် CIA အမြင်နှင့်ပိုးချုံနှင့်ပူးပေါင်းရန်ဆန္ဒရှိသူဖြစ်သည်မြို့ပြအုပ်ချုပ်ရေးကာလတွင်ဘီယင်ကန်ဒေါ်မန်စမစ်က 16ရက်10လ1945ခုနှစ်နေ့တွင်တာဝန်လွှဲပြောင်းရယူပြီးကာလဘူချော့အောင်ဆန်းကိုဖျက်ရန်အစဖော်ပြသူမှာဂလုံဦးစောဖြစ်ဒေါ်မန်စမစ်နှင့်ဦးစောတို့ဆုံစင်မှာတတ်ထုံမှာကျူးလွန်ခဲ့သောဘူချော့ကိုပါကြောင်အရေးမရှိတလဲဟုမေးမြန်းခဲ့၏။တွဲကဘီရင်ကန်ကဘူချော့ကိုဖမ်းဆီးအရေးယူနေဘာဖြစ်နိုင်မလဲဟုပြန်မိခဲ့၏။ဦးစောကဘာမှဖြစ်မလာနိုင်ပါဟုဖြေခဲ့၏။ တွေ့ရရင်ဘီယင်ကန်တိုမန်စမစ်ကဥဆိုအချောင်းကိုတည်ဂလုံးဥဆိုတည်ဤမျိုးစုံနှင့်၎င်း၏နိုင်ငံရေးဝါထမတူသူများကိုဖယ်ရှားတက်သည်ဟုမြန်မာပြည်ဆိုင်ရာအထင်းဝင်ချုပ်ထံရှုပ်ဝဲအစီရင်ခံခဲ့ပါသည် အစီရင်ခံစာထဲတွင်ဗိုလ်ချုပ်ကိုဖမ်းလျင်စုပုအုံချမှာကိုစွန့်ရချောင်းပါရှိထွေကမြန်မာပြည်ဘီယင်ကန်တန်တို့မောင်းစ်ဘက်တန်ကတန်ချိုးပေးဖို့ရရင်ဗိုလ်ချုပ်ကိုဖမ်းဆီးအရေးယူမည်တရားရေးစီမကောင်းချောင်း အရင်မယူတဲ့ကြောင်းဆွစ်ဆွဲထားသောအမှုမှာလင်းနေချော်လာပြီးပြစ်မှုမြောက်မမြောက်အငင်းပွားပွဲရှိနိုင်ကြောင်းဖန်စီခက်လင်ဗြိတိရှားဆွေရနေမြန်မာပြည်သူတို့ဆက်ဆံမှုပြည်ပြစ်ဖို့အကျိုးပြုရာမဖြစ်ကြောင်းမှတ်တမ်းတင်ပေးထားပါရင်တန်ကျိုးရိုက်တတိပေးခဲ့၏ပြည်ချာဆိုရအုပ်ချုပ်ရေးပိုင်းတွင်ဘုချုပ်အားဖန်ရီမဖန်ရီရရှိမည်အချို့ဆိုးချိုးများကိုဝေဖန်ရင်ဆုံးဖြတ်ချက်မချမီဘုချုပ်ကလည်းထိုကိစ္စကိုတည်ပုံရ၏ ဗိုလ်ချုပ်သည်လုံးဝတုံ့လုံးမှုမရှိပကတိတည်ကြည်စွာဖြင့်တုတ်ပြန်၏ဗိုလ်ချုပ်သည်တိကျပြတ်သားစွာဖွင့်ဟခြင်းမှာလူတက်မှုဆိုသော အမှုမှလွဲ၍အခြားအမှုများကျွန်ုပ်နှင့်မဆိုင်ရွာတရွာမှလူတကြီးများရွာသူရွာသားပြည်သူများပေါ်အလွန်ဆိုးတန်းရက်ဆက်ညှဉ်းပန်းခြင်းကြောင့်ရွာသူရွာသားများက ဖန်စီပြီးပြည်ဟရင်တပ်ဖွဲ့ကိုအနှံကြောင်းသူကျွန်းလွန်သောပြစ်မှုများကတည်ထံပေးမှဖြစ်မှာမို့သူ့ကိုစီရင်လိုက်ခြင်းဖြစ်ကြောင်းစစ်အတွင်းကာလလည်းဖြစ်ကြောင်း တရားရုံးလည်းမရှိအုပ်ချုပ်ရေးလည်းမရှိတိုင်းပြည်ပြက်နေချိန်မှာမင်းမဲ့တိုင်းပြည်မဟုတ်ကြောင်းတိသားရန်စီရင်လိုက်ခြင်းဖြစ်ကြောင်းဖော်ပြထား၏ထိုစဉ်ယာယီပင်ခံဖြစ်သူဆာဟင်နရီနိုက်ဖြစ်သည်16ရက်9လ1946နေ့တွင်မြမပြည်ဆိုင်ရာအတွင်းဝင်ချုပ်ထံစစ်အတွင်းပြစ်မှုကျူးလွန်သူများလူငင်းချင်းသာကွယ်ဥပဒေ1946မူကြမ်းရေးဆွဲ၍တင်ပြခဲ့၏ ဤဥပဒေချင်းအတည်ပြုပါလေဘူချုပ်ကိုအေးအေးယူရမရနိုင်တော့ချေ။ယာယီတရားသူကြီးချုပ်ကလည်းတဘောတူချောင်းအကြောင်းပြန်ခဲ့၏။ထိုဥပဒေချင်းကိုဥပဒေအကြံပေးများကလည်းတဘောတူချပါသည်။နိုင်ငံဝင်ကလည်းတဘောတူရေထိုဥပဒေအရဘူချုပ်အားအေးအေးယူရန်ပြည့်ပြည့်သွားကြ၏။မည်သို့ပင်မည်သူတွေကအကောက်ကျင်ချတော်လဲတစ္ဆာရှိသောတတိရှိသောပူချုပ်ပြက်တာရင်ရင်သောမန်ကန်သောပူချုပ်သည်အရေးယူမခံရယုံတာမကား ဘရင်ကန်၏အမှုဆောင်ခေါင်းစီမှပင်ပါဝင်တာဝန်ထမ်းရင်းထက်မြက်ထင်ရှားသောခေါင်းဆောင်အဖြစ်ရည်တည်လျက်ပြည်သူတို့၏ထောက်ခံအားပေးမြေနှုံးမှုကိုခံစားသောတမိုင်းဝင်ဗမတီခေါင်းဆောင်ကောင်းအဖြစ်မှတ်တမ်းပြုအပ်ပါသည်ဖက်ပြမှာကတော့ဒေါက်တာဦးချွတ်ချော်ရေပြားတခုဆောင်ဝင်ကြီးရေးသားထားတဲ့မိုးရီပေါက်တဲ့မိုးရသည်ဆိုတဲ့စီပညာဆိုင်ရာဆောင်းပါးလေးတခုဖြစ်ပါတယ်ခင်ဗျာမိုးရီပေါက်တဲ့မိုးရသည် ရာသီဆုံးဝန်းကတော့အရှိန်မပြည့်လဲနေတာပါ။ပူပြင်းတဲ့နှွေခန္ဓာရခီးလွန်မြောက်တော့ဝေးချောင်းရီတပွေးပွေးကိုကြောဖြတ်ရအောင်ပါပါ။အချောက်ပြီးတော့အဆူကလာပေါ့။ဒီအဆူကလာမှာလည်းအရှိပြားပြဿနာတွေကအများသား။မူရီယာဆူဆွတဲ့ပတ်ဝန်းကျင်ကိုကြိုက်ပါတယ်။အဆူရှိမှမိုးရှိတာပါ။စားလို့ရတဲ့မိုးဖြစ်ဖြစ်စားလို့မရတဲ့မိုးဖြစ်ဖြစ်မိုးအားလုံးလူလူဟာစူတိုင်းစားများတဲ့နေရာမှာပြောပါတယ်။ပွားများပါတယ်။ပြောရရင်မိုးပေါက်ပါတယ်။ ဒီတော့မိုးရင်းကာလမှာအခြေပြားမှုပြဿနာအများကြီးကျွမ်းနိုင်ပါတယ်မိုးပေါက်တော့ရှားတော့တာပေါ့ရှားတာနဲ့တဆင်နောက်ဆက်တွဲပြဿနာတွေပါလာတော့တာပါ ကုတ်တာဖိတာကတဆင်ရဒီယာပိုးတွေတဆင်ဝင်ပါလေရောချောင်းရည်တွေထဲမြောင်းရည်တွေကပိုပြီးပြဿနာပေးပါတယ်အထူးသဖြင့်ရေစီးရည်လာမကောင်းတဲ့ရှန်ကုန်လိုမျိုးကြီးတွေမှာအဆူဆုံးပါထုံးစံအတိုင်းမိုးဖြန်ဖြန်ရွာပြီးဆူမှဖြင့်အမိုက်တရိုက်တွေပိတ်ဆို့နေတဲ့မြောင်းလေးကရှည်တွေလမ်းပေါ်ရောက်လာတော့တာပါ အဲ့ဒီမြောင်ပုတ်တွေထဲမှာကောင်းနေတဲ့မြောင်များစွာသောယောဂါပူကြီးယောဂါပူကြီးငယ်ဟာလမ်းမပေါ်ကိုမိုးရွာရင်မိုးရီချိုးမယ်ဆိုပြီးကလေးတွေအော်ဟစ်မြူးတူးတို့တပြေတပြားထွက်လာပါတော့တယ်မြို့နေလူလူခမားပလက်ဖောင်းကချင်းချင်းဈေးသက်ပြီးကလည်းအပြင်းမို့မိုးမကြောက်ရှိမကြောက်မတော်ကားမကြောက်လမ်းမပေါ်ကရေတွေထဲဆင်းရှောက်လာတာပါတည့်ရလည်းမဟုတ်တနေ့လည်းမဟုတ်ကြောင်းသွားဈေးသွားအလုတ်သွားရေတွေထဲဖြတ်ချလာတာပါ ကြာတော့မြောင်းပုတ်ရေကပေးတဲ့အရေးပြပြဿနာတွေရချပါလိမ့်ရောမြောင်းမီတွေထဲမှာဆက်ယုံအလုံယုံဝက်ရှော့ဆရာတွေကမစင်မချင်းစွန့်ပြစ်လိုက်တဲ့ဒါဒုတပ်ပေါင်းတွေ ဓာတ်ဝတ္ထုပစ္စည်းလည်းပါနိုင်ပါတယ်။ဒါအပြင်လူတရိတ်ဆန်တွေကစွန့်ပစ်လိုက်တဲ့အညစ်အကြေးလည်းပါနိုင်ပါတယ်။ဒီဆောင်မရေးစင်မှာပဲ channel တွေ Facebook တွေမှာမန္တလေးအမရပူရမြို့ကတောင်တမန်အင်းကြီးမှာငားရီအစုလိုက်ပြုံလိုက်ဖွေးဖွေးကြက်ကြက်တင်းနေတဲ့သတင်းတွေပြုပြနေတာတွေ့ရပါတယ်။အဲ့လိုတရတာဟာမန္တလေးဆက်မှုဆောင်ကတခြားဆက်ယုံ၊အရက်ချက်ဆက်ယုံ၊စက်ကူဆက်ယုံ၊စက်ပြဆက်ယုံနဲ့တရင်ဆက်ယုံတွေကစွန့်ပစ်ယူနေကြောင်းနဲ့အဲ့ဒီမတန့်စင်တဲ့ပစ္စည်းတွေနဲ့အရှင်ပြားတတ်မှတ်ခံရင်ရတာအင်ပြင်ထွက်တာအဖူအပိန် ်ထွက်တာတွေချုံပါလေရောဒါကြောင့်တချို့ဆိုမြောင်းပုတ်ရင်နဲ့ခဏထွိတွေ့တာနဲ့ပဲရားတော့တာပါရားတော့ကုတ်မှာပါကုတ်တော့ပဲ့ပဲ့တဲ့နေရာကိုရေညစ်တက်တဲ့ရေညစ်ပတ်ထဲကဘက်တရီယာပိုးတွေဝင်ပြီးအနာရှင်းပါတော့တယ်ပြီးတဆူဆူနေပေါ့ရေစိုးရေပုံနဲ့အထိကထိတွေ့ရတာခြေထောက်ဆိုတော့မိုးရင်းမှာခြေထောက်မိုးဆွဲလွယ်ပါတယ်။များသောအားဖြင့်ခြေချောင်းကြားလေးတွေထဲမှာမိုးတွေအလွယ်ကူအောင်တက်ပါတယ်။နောက်ပြီးခြေထဲမှာပေါ့ အသက်ကြီးတဲ့သူတွေစီးချိုအခန့်ရှိသူတွေမှာဆိုပိုးလို့တောင်အဖြစ်များပါတယ်။မိုးရင်းကာလမှာရှင်သားတို့ပေါင်ချံတို့မှာပွေးပေါက်တာများတတ်တယ်လို့ခြေထောက်မှာမိုးဆွဲတာလည်းများတတ်ပါတယ်။အဓိကအကြောင်းကတော့ဆူဆွနေလို့ပါ။မိုးဆိုတာထိုင်းမိုင်းဆူဆွတဲ့အကျူအကြားကိုအရင်နှစ်သက်ပါတယ်။ရှည်တို့ထိုင်းမိုင်းမြေတို့နဲ့အလွယ်ထိတွေ့ဆက်ဆက်နေရတဲ့ခြေချောင်းကြားတွေကပိုးပြီးအဖြစ်များတာပေါ့။တာမန်ကျမ်းမာတဲ့အရေးပြားကိုရတီးယာဖို့တွေထိုးပေါက်ပြီးမဝင်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ပုံရပယ်ရရှရရှင်အဲ့ဒီကတစင်ဝင်နိုင်ပါတယ်ဥပမာခြေကိုက်လို့ရတာတက်မတက်လို့ရတာနင်းခုရှိလို့ရတာဝဲချောင်ရတာစသဖြင့်ရတဲ့အခါလက်သေးနဲ့ကုတ်ဖက်တာကုတ်ချစ်တာလုပ်လို့ရှိကြပါတယ်အဲ့ဒီကအရှိပြားလဲပဲ့ရွယ်သွားပြီးဗတ္တိယတွေအတွက်လမ်းဖွင့်ပေးတယ်လို့ဖြစ်သွားတာပေါ့ဒီတော့များသောအားဖြင့်မိုးရသည်မှာခြေတော့ခြေတလုံးမှာအနာရှင်ရင့်တက်ပါတယ်ရေဆိုးရေပုတ်တွေနဲ့မကြာခဏထိတွေ့ရတော့ပိုးတွေကအလွယ်တကူဝင်သွားနိုင်တာပါ စီချိုရှိသူတွေဆိုအတော့ကိုပြုဆိုင်ပေးရမှာပါဒါဖြစ်တာကလွဲပြီးမဲ့အနာချက်တာကနေလို့လို့ပါပြည်တဆူဆူနဲ့ချောင်းရနေတတ်ပါတယ်အခုပြပြသွားတာတော့ဒေါက်တာအောင်ကျော်ဦးကျော်ကျော်အရေးပြအထူးကုဆရာဝန်ကြီးရေးသားထားတဲ့မိုးရီပေါက်တဲ့မိုးရသည်ဆိုတဲ့ဆေးပညာဆိုင်ရာဆောင်းပါးလေးတစ်ခုဖြစ်ပါတယ်အခုတော့ချိန်ပြေးနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်အားလုံးပဲပြည့်ရအောင်ကင်းဆင်ပြီးကုဆင်းနေပြအကျမ်းမှချမ်းသာကြပါစေခင်ဗျာ